မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 24ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့အင်းစိန်မြို့နယ်မှာလူငယ်များကိုပေါ်တာဆွဲရန်လူစုနေတဲ့ရက်ွက်အုပ်ချုပ်ရေးမှူးဖိုးစင်တဲ့အဖွဲ့ကိုဘုံခွဲတိုက်ခိုက်ရာထိခိုက်ဒေဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဩဂတ်လ23ရက်နေ့ည10:14မိနစ်အချိန်မှာအင်းစိန်မြို့နယ်မြို့တေရက်ကွာဂန်းငယ်အုတ်ချုပ်ရင်းမူဖိုးစင်နဲ့နောက်လိုက်အပေါင်းပါလူတစုကရက်ွက်ထဲမှာလူငယ်များကိုပေါ်တာစဖဲဖမ်းဆီးရန်လူစုနေတဲ့အချိန်ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်များကပြင်းအားမြင့်နဲ့လက်ပြဘုံနှလုံးနဲ့ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာထိခိုက်ဒိဆုံးမှုရှိနိုင်တယ်လို့သိရပါတယ်။ကျွန်တော်တို့ဘက်ကအချိန်ကိုစောင့်ပြီးတော့လှုပ်တာဆိုတော့ထိတော့ထိသွားတယ်။ဒီကောင်တွေဘက်ကညဘက်ဆိုရင်အုပ်စုဖွဲ့ပြီးတော့လူငယ်တွေကိုလိုက်ဖမ်းတာအုပ်ကြီးနဲ့သူ့ဘေးကဇိုးတွေက လူစုနေတုံးတိုက်ခိုက်ခဲ့တာပါဒီကောင်တွေကရက်ွက်ယုံးမှာအချုပ်ခန်းလှုပ်ထားပြီးတော့လူငယ်တွေကိုဖမ်းထားပါတယ်ပြီးရင်စစ်မှုထမ်းလိုအပ်နေတဲ့နေရာတွေကိုပြန်ပြီးတော့ရောင်းစားတာတွေလုပ်တယ်တနက်အတူလဲကင်ထားတယ်ကျင်းဟုတ်တဲ့ဖိုးစင်အမတ်ဝင်ရွေးဖို့လုပ်နေတာလို့ရန်ကုန်အာမေတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုရန်ကုန်အာမေ YA နဲ့အနောက်ပိုင်း KI ပကဖအဖွဲ့တို့ကပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်များဘေးအန္တရာယ်ကင်းရှင်းစွာစုခွာနိုင်ခဲ့တယ်လို့သိရပါတယ်လူမိုက်ကျင်းဟုတ်ရဲ့တပည့်အုပ်ချုပ်ရေးမှူး ဖိုးစင်တဲ့လူမိုက်အဖွဲ့ဟာစစ်ခွေးတိုက်ရဲ့တရားမဝင်ရွေးကောက်ပွဲကိစ္စများကိုကိုညင်ဆောင်ရွက်ပေးခြင်းလူငယ်လူရွယ်များကိုပေါ်တာဆွဲကာစစ်မှုထမ်းလိုအပ်တဲ့နေရာများကိုပြန်လည်ရောင်းစားပြီးတော့လူကုန်ကူးခြင်းတွေကိုလှုပ်ဆောင်နေတဲ့အတွက်ကြောင့်ဘုတ်ခွဲတိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ရန်ကုန်အာမေ YA ကအသိပေးထားပါတယ်။အလားတူပဲစစ်ခွေးတိုက်နဲ့ပတ်သက်တဲ့ပြစ်မှတ်များအကြမ်းမဲ့စစ်ကောင်စီကပြစ်လုံမဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပါဝင်လောက်ကင်နေကြသူများကိုဆက်လက်ပြီးတော့အပြင်းအထန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ကြေညာထားကြောင်းတရင်ရရှိပါတယ်ခမောင်း ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်ကြောစီယာရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေးများကိုကြားဖြတ်တိုက်ခတ်ရာစစ်ခွေး9ကောင်တေဆုံးပြီးတော့3ဦးကိုအရှင်ဖမ်းဆီးရမိက တနက်ရှက်လက်သိမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ28ရက်နေ့ကစကိုင်းမြို့နယ်ကြောစီယာရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အင်အားတရာလောက်ပါတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေး9ကောင်တိတ်ဆုံးပြီးတော့3ကောင်ကိုအရှင်ဖမ်းဆီးရမိကတနက်ရှက်လက်နဲ့စစ်အုံဆောင်ပစ္စည်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ကြောစီယာရွာဘက်ကိုဝိုက်ပြီးတော့တက်လာတဲ့စစ်ခွေးစစ်ကြောင်းကို အရင်ပြစ်ခတ်မှုယူပြီးတော့တိုက်ပွဲပေါ်ဆောင်ခဲ့တာပါစစ်ခွေးအလောင်း9လောင်းနဲ့တနက်၈လက်ကိုတင်းစီရရှိခဲ့ပါတယ်စစ်ခွေး3000ကိုလည်းအရှင်ဖမ်းမိထားတယ်စစ်ခွေးစစ်ကြောင်းကကြောစရာရွာဘက်ကိုတောလမ်းကနေပြီးတော့တက်လာတာပါကျွန်တော်တို့ကချိုးတင်ပြီးတော့တရင်ရလို့အရင်ဆောင်ပြီးတော့ဒီကောင်တွေကိုတိုက်ခိုက်ခဲ့တာကြောစရာရွာကရွှေဘူကားလမ်းမကြီးဘေးကရွာပါအင်အားက100လောက်ရှိမယ်စစ်ခွေးစစ်ကြောင်းကစကိုင်းမြို့နယ်တိချိုကုန်းကြီးပါကနေလာခဲ့တာပါတိချိုကုန်းရွာနဲ့ကြောစရာရွာကတိတ်ပြီးတော့မဝေးဘူးဗျ တိုက်ပွဲကတော့အပြင်းထန်ဖြစ်ပွားခဲ့တာပါလို့ Phoenix SGG Million ကသခိုင်းကတာဝန်ရှိသူက ရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို Phoenix SGG Million ကစကိုင်းနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကတိုက်ပွဲထဲမှာအထိနာခဲ့တဲ့အတွက်ကြောင့်တိချိုကုန်းရွာ၊ကျော်စီရွာ၊ပကံတူရွာ၊ရင်းမာချင်းရွာ၊ချွမ်းကြီးရွာ၊လင်းတလူရွာ ထမ်းမှုတော့ရွာနဲ့ကြာမင်းကြီးရွာတို့ကိုဇက်တိုက်ပြီးတော့မိရှုဖြတ်စည်းခဲ့ပြီးနေအိမ်များရာနဲ့ချီပြီးတော့မိလောင်ဖြတ်စည်းခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမန္တလေးလမ်းတလျှောက်တည်ငြိမ်မှုမရှိသေးပဲစစ်ခွေးတပ်ကခီးသွွားပြည်သူတွေကိုမိုင်းရှာခိုင်းတာတွေအကာအကွယ်ယူပြီးတော့တွာလာတာတွေပြုလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တိုက်ပွဲဖြစ်ပွားပြီးကာသမာတို့ဘာတေဆုံးခဲ့တယ်။မုံရမန္တလေးလမ်းမှာဒီကနေ့ဩဂတ်စလ24ရက်နေ့မနက်ပိုင်းကစပြီးတော့လမ်းပိုင်းတစ်လျှောက်ကိုစစ်ခွေးတပ်တွေကနေရာယူထားတယ်လို့ဒေသခံတွေကပြောပြထားပါဗျ။မုံရမန္တလေးလမ်းတစ်လျှောက်လုံးမှာဂိတ်တွေကနေပြီးတော့အကုန်ထွက်တယ်။လမ်းဘေးဘဲညာလက်နက်ငယ်တွေနဲ့ပြစ်ခတ်ရှင်းလင်းနေတယ်လို့ဒေသတွင်းရဲဘော်တအူးကအတည်ပြုပြောကြားထားပါဗျ။ဒါအပြင် ခရီးသွားလာကြတဲ့ပြည်သူတွေကိုလည်းကားတွေပေါ်ကနေဆင်းခိုင်းပြီးတော့မိုင်းရှာခိုင်းနေတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ခွေးတွေကမိုင်းရှာနေတော့ပြည်သူတွေကိုသူတို့စစ်ကောင်စီတပ်သားတွေနားမှာထိုင်ခိုင်းထားတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ချောင်းဦးမြို့နယ်ထဲမှာတော့စစ်ကောင်စီတပ်ဟာခရီးသွားပြည်သူတွေကိုအကာအကွယ်ယူပြီးတော့တွာလာနေကြပြီကားလမ်းတွေဟာလည်းယာယီပိတ်ထားတယ်လို့ဒေသခံတွေကပြောပါတယ် ်မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကနေလဲစစ်ကား၅စီးထွက်လာပြီးတော့သခိုင်းဘက်ကိုဥတီနေတယ်လို့သိရပါဗျ။မုံရွာမန္တလေးလမ်းမကြီးအပေါ်သွာလာကြမယ်။ခရီးသွားပြည်သူတွေအနေနဲ့စစ်ရဲအထူးသတိထားပြီးတော့သွာလာကြဖို့ကာကွယ်ရေးအဖွဲ့တွေကသတိပေးထားပါတယ်။ဩဂတ်လ22ရက်နေ့မနက်ပိုင်းကမုံရွာမန္တလေးလမ်းမုံရွာနဲ့ချောင်းမြို့နယ်ကြားမှာတိုက်ပွဲဖြစ်ပွားကစစ်ခွေးအုပ်စုကခရီးသည်တွေကားတွေကိုအုံပြပြီးတော့တိုက်ခိုက်လို့ရင်းမောင်းတအူးတေဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ခွေးတက်ကထိန်းချုပ်ထားတဲ့လာရှိုးမျိုးပေါ်ရက်ကွက်ငားမှာနေကင်းကြောင်တောင်အချိန်ကြီးမှာတနက်နဲ့ပြစ်ခတ်ပြီးတော့ကားလူရမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ23ရက်နေ့ညနေ6:00ခွဲအချိန်မှာလာရှိုးမျိုးရက်ကွက်ငားမှာမျိုးကန်အမျိုးသမီးမောင်းနေလာတဲ့ကားကိုအမျိုးသားနှစ်ဦးကဆိုင်ကယ်နဲ့လာပြီးတော့တနက်နဲ့ပြစ်ဖောက်ကကားကိုလူယူသွားတယ်လို့သိရပါဗျ။အခုလိုကားလူရတဲ့အချိန်မှာအနီးနားမှာပြည်သူတွေရှိနေတော့လေ လူရတဲ့ကောင်တွေကတနက်ကိုပြစ်ဖောက်ခဲ့တဲ့အတော့ဘသူမှမကူညီရဲကြဘူးလို့ပြောပါတယ်။တနက်နဲ့ပြစ်ခတ်မှုကြောင့်ကားလူခံရတဲ့အမျိုးသမီးရဲ့ပေါင်မှာတနက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စိတ်ခွေးတွေပြန်ဝင်လာပြီးကတည်းကတမျိုးလုံးကိုဖြစ်ချင်တိုင်းကိုဖြစ်နေတော့တာပဲ။ကားလူတာမှာတနက်နဲ့ပြစ်ပြီးလူတဲ့အခါပေါင်ကိုကြီးစံထိပြီးတော့ဒဏ်ရာရသွားပါတယ်။စိတ်ခွေးတွေကအစိုးရရုံးတဲ့တပ်ရင်းတွေမှာပဲလုံခြုံရေးယူထားတာပါမျိုးဘော်ကပြည်သူလူထုရဲ့လုံခြုံရေးအတွက်ဒီကောင်တွေဘာမှလုံမပေးပါဘူးလို့လာရှုံမျိုးကန်တက်ကြွလှုပ်ရှားတဲ့တော်လိုင်းထောက်ဖို့တို့ကရှင်းပြထားပါတယ် အခုနှစ်ဧပြီလနောက်ပိုင်းမှာလာရှုံမျိုးကို MNDA ရဲ့လက်ထက်ကနေပြီးတော့စစ်ခွေးတပ်ကပြန်လည်ရယူထိန်းချုပ်ပြီးတဲ့နောက်ပိုင်းမှာလာရှုံမျိုးပေါ်မှာလူရမှုများခိုးမှုများနဲ့တနက်ပြစ်ခတ်မှုများမကြာခဏဖြစ်ပေါ်လျက်ရှိကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တိုက်ပွဲဖြစ်ပွားနေတဲ့ကချင်ပြည်နယ်ဗမောင်မြို့ကိုအာနာသိန်းစစ်ကောင်စီကဒီကနေ့ဩဂတ်လ24ရက်နေ့မနက်9နာရီကျော်အချိန်မှာတိုက်လေရဲ့နှက်စည်းနဲ့လေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ခွေးတပ်ကဩဂတ်လပထမပတ်ကစပြီးတော့ဗမောင်မြို့ကိုလေးချောင်းဆစ်စင်ရေးများဇက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီးတော့မြေပြင်ကနေလည်းထိုးစစ်ဆင်နေတဲ့အတွက်ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့နဲ့တိုက်ပွဲများဇက်တိုက်ရှိနေတယ်လို့သိရပါဗျ။ လေချောင်းနဲ့ဖိအားပေးနေတဲ့သဘောပါစကားခ21အနီးတဝိုက်ကိုတော့ drone ကင်းထောက်24နာရီဒီကောင်တွေဘက်ကလွတ်ထားတယ်လို့စီရင်သတင်းရင်းမြစ်တို့ကပြောပြထားပါတယ်စစ်ခွေးတပ်ဟာကချင်ပြည်နယ်ဖားကန့်မြို့နယ်ကိုလည်းလေချောင်းတိုက်ခိုက်မှုနဲ့မြေပြင်ဆက်ဆင်ရေးလှုပ်ရှားမှုများဇက်တိုက်ပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်ဒါအပြင်မုံညင်းမြို့နယ်အင်းတော်ကြီးဒေသမှာလည်းစစ်ခွေးတပ်ကဒေသခံများရှိရာနေရာများကို drone နဲ့တိုက်ခိုက်နေတဲ့အတွက်ပြည်သူများဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့ KIA ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကမနေ့ကညပိုင်းမှာဖော်ပြထားပါတယ်လက်ရှိမှာအင်းတော်ကြီးဒေတာမမုံကိုင်းနဲ့မိုင်းတော်ဒေတာမှာစစ်ရေးတွေတင်းမာနေတယ်လို့ပြောပါတယ်ရှမ်းနေ SN တက်ကခရီးသွားတွေကိုတင်းကျပ်စွာစစ်ဆင်းနေတဲ့အတွက်ဒေတာကံများဟာတွားရေးလာရေးခက်ခဲနေကြောင်းဖော်ပြထားပြီးတော့အင်းတော်ကြီးဒေတာကံများဟာမုံညင်းမိုးကောင်းတဲ့ဟိုပင်မျိုးများကိုထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက်စားဝတ်နေရေးအကူအညီများလိုအပ်လျက်ရှိတယ်လို့အသိပေးထားပါတယ် မိုင်းတော်နဲ့မမုံတိုင်းဒေသကိုစစ်ခွေးတပ်နဲ့ SN တွေကဇူလိုင်လလယ်မှာထိုးစစ်ဆင်ခဲ့တဲ့အတွက် KIA ကစုတ်ခွာပေးခဲ့ကတလကြာဩဂတ်လလယ်မှာ KIA ကပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အခုဩဂတ်လကုန်ပိုင်းနဲ့စက်တမ်ဘာပထမပတ်အတွင်းမှာစစ်ကောင်စီကကချင်နဲ့ရှမ်းမြောက်ကိုလေချောင်းစစ်စစ်ရေးတွေအရှိန်ဟုန်မြင့်ပြီးတော့လုံဆောင်မဲ့သတင်းများရရှိထားတယ်လို့စစ်ရေးသတင်းမြစ်တို့ကပြောပါတယ်။အချိန်မရွေးဒီကောင်းနေလေချောင်းကနေပြီးတော့ထိုးစစ်ဆင်မှုတွေပြင်းပြင်းထန်ထန်လုပ်နိုင်တဲ့အတွက်လူစုလူဝေးလှုပ်တာတို့ အခမ်းအနားမှာလူတွေအများကြီးစုဝေးတာတွေမပြုတ်လောက်ကြဘူးတော်လိုင်းမဟာမိတ်တပ်ဖွဲ့ဝင်နေတဲ့ဤဆက်သူတွေကဒီကနေ့မနက်စောပိုင်းမှာသတင်းပေးပို့ထားတာတွေရှိပါတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်ဒါကြောင့်လူစုလူဝေးအခမ်းအနားများတင်နာများမပြုတ်လောက်ရန်တော်လိုင်းတပ်ဖွဲ့များကသတိပေးထားပါတယ်စစ်ခွေးတပ်ဟာတောင်းတမ်းမတော်တီအန်အာလီတိမ့်ပိုက်ထားတဲ့မိုးကုံမြို့နယ်ရှမ်းမြောက်မှာရှိတဲ့မြို့ရွာများကိုလေချောင်းကနေဘုံကျဲတက်ခိုက်ခဲ့တဲ့အတွက်အခုလအတွင်းမှာပြည်သူတွေအစုလိုက်အပြုတ်လိုက်တေဆုံးထိခိုက်မှုများရှိခဲ့တယ်လို့သိရပါတယ် တောင်းပြီကောင်စီရဲ့ထုတ်ပြန်ချက်အရာကြောင်းမဲမိုးကုတ်တီဘောကုတ်ခိုင်နဲ့မိုင်းငေါ်မှာရှိတဲ့အရသာပြည်သူများနေထိုင်ရာနေရာများကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲခဲ့တဲ့အတွက်ပြီးခဲ့တဲ့တလအတွင်းမှာပြည်သူ59ဦးသေဆုံးကအရောက်တရားကျော်ဒဏ်ရာရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကထိန်းချုပ်ထားတဲ့ကြောင်မဲမြို့နယ်နဲ့မိုင်းကောင်မြို့နယ်တို့မှာစစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲချမှုကြောင့်ကလင်းငယ်တအုပ်အပါအဝင်ပြည်သူတချို့သေဆုံးပြီးနေအိမ်များမိလောင်ကျွမ်းကဖုန်ကြီးကြောင်ပြက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂုတ်လ23ရက်နေ့မွန်လွယ်3:40မိနစ်အချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းကောင်မြို့နယ်ကွန်ဆလန်ကျေးရွာဖုန်ကြီးကြောင်ကိုစစ်တပ်ကလေရင်နဲ့ပေါင်250ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဘုံပောက်ကွဲမှုကြောင့်ကလင်းငယ်တအုပ်သေဆုံးခဲ့ပြီးတော့တန်ဃာတော်နှစ်ပါးတမ်းမနေတပါအမျိုးသမီးနှုတ်နဲ့အမ မြို့သား၂ဦးတို့အပါအဝင်စုစုပေါင်းလူ9ဦးထိမှန်တမ်းရရှိခဲ့ကြောင်း DNA လေးကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်ကွန်ဆလန်ကြီးရွာဖုန်ကြီးကျောင်းအတွင်းမှာရှိတဲ့ဖျားကန်းတခန်းစွန်းစားဆောင်တစ်ဆောင်ဇေယျနှစ်ခုကြီးရွာဆေးပေကန်းတခန်းနဲ့ နေအိမ်ဆက်နက်လုံးလဲဘုံစာထိမှန်ပြီးတော့ပြက်စီးသွားတယ်လို့သိရပါဗါးအလားတူပဲကြောင်မဲမျိုးနဲ့နောက်ပိန်ချေးရွာကိုလည်းစစ်ခွေးတက်ကမနေ့ကတနေ့လုံးလေရင်နဲ့ဘုံကျဲသွားတယ်လို့သိရပါဗါစစ်ခွေးစစ်ကြောင်းကချေးရွာထဲကိုဝင်းရောက်ပြစ်ခတ်ခြင်းတို့ကြောင့်စစ်ဘေးမရှောင်နိုင်မဲနဲ့ပိတ်မိနေတဲ့ပြည်သူတအုပ်တိတ်ဆုံးခဲ့ရတယ်လို့သိရပါဗါလေရင်နဲ့ဘုံကျဲမှုကြောင့်လည်းနောက်ပိန်ချေးရွာအတွင်းနေအိမ်များမီးလောင်ကျွမ်းခဲ့တဲ့အပြင်လူသေဆုံးမှုတချို့လည်းရှိခဲ့တယ်လို့သိရပါဗါမနေ့ကတနေ့ကိုစစ်ခွေးတက်ကလေရင်နဲ့ဘုံကျဲနေတာ မြေပြင်မှာစစ်ကြောင်းတွေကနောင်ပိန်ကြီးရွာတွေကိုဝင်လာပြီးပိတ်မိနေတဲ့စစ်ဘေးရှောင်ပြည်သူတချို့ပြစ်ဒဏ်ခံလိုက်ရပါတယ်။ဒဏ်ရာရတာတွေလည်းရှိတယ်။လေရင်နဲ့ဘုံကျဲလို့စစ်ဘေးရှောင်တွေခမောင်ပြည်ရင်လွှားရင်နဲ့တေးရတာတွေလည်းရှိပါတယ်။ကယ်ဆယ်ရေးကတော့လုံးလုံးမရတော့ဘူး။စစ်ကြောင်းကဝင်သွားပြီးအခြေအနေကနှစ်ဖက်စလုံးမှာပြစ်ခတ်နေတော့မပြေးတဲ့သူတွေအကုန်ကြားညက်ကုန်တာ။ ်သေဆုံးတာကအ ਨੇ ဆုံးမရှိဘူးဆိုရင်6ယောက်နဲ့အထက်ရှိနိုင်တယ်။နောင်မင်းရွာတဲကိုကဝင်လို့မရတော့အတိအကျမသိရဘူးလို့ကြောင်မဲမြို့နယ်ကစစ်ပေးဆောင်ပြည်သူများကိုကူညီပေးနေတဲ့မြို့ကန်တအူးကအတီးပြုတ်ပြောပြထားပါဗါတယ်။အကြမ်းမဲ့စစ်ခွေးတက်ကမိုးကုတ်ကြောင်မဲနဲ့တီဘောမြို့ကိုအခုဩဂတ်လအတွင်းမှာလေချောင်းတက်ခတ်မှုများဇက်တိုက်ပြုတ်လုခဲ့ရာကလေး3ဦး၊တန်ဃာတော်2ပါ၊အမျိုးသမီး18ဦးနဲ့အမျိုးသား16ဦးစုစုပေါင်းလူ38ဦးတေဆုံးခဲ့ပြီဖြစ်တယ်လို့ DNA လေးကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကခင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ